အလုံးမင်္ဂလာပါရှင်။ကျွန်မဆွေးနွေးပြနေတဲ့အကြောင်းအရာလေးဟာမှတ်ဉာဏ်မှတ်သားပုံနည်းလမ်းနေပါ။အဲ့ဒီမှတ်ဉာဏ်မှတ်မှတ်ဉာဏ်မှတ်သားပုံနည်းလမ်းလေးကိုမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ပုံနေဖြင့်မှတ်သားခြင်း visualization နဲ့ graphic organizer မှတ်သားပုံနည်းလမ်းလေးလေးပေါ့နော်။ကျွန်မဆွေးနွေးပေးခဲ့ပါတယ်။နောက်တစ်ခါ association method တွေအဲ့လိုပဲတချင်းတွေကြပြားလေး၊ကာယအနေနဲ့စီးကျစ်တွေနဲ့မှတ်သားပုံနည်းလမ်းလေးတွေနောက်တစ်ခါကျွန်တော်တို့ဒီ ခါလာအယောင်နေနဲ့ပေါ့နော်လက်သားဝန်နီလန်းလေးတွေကိုဆွေးနွေးပေးခဲ့ပါတယ်ဒီနေ့ပါလည်းပဲဆက်လက်ပြီးတော့ပေါ့နော် contest note လို့ခေါ်ရဲပေါ့နော်မှတ်စုတို့ထုတ်ပြီးမှတ်သားခြင်းလေးနီလန်းလေးတွေကိုဆက်ပြီးတော့ဆွေးနွေးပေးသွားမှာပါဒီမှာဆိုလို့ရှိရင် column လေးနှစ်ခုရှိမယ်ဒီမှာဒီ column လေးနှစ်ခုထဲမှာ သူရဲ့ဒါတကယ်ကိုရေးကြည့်ရဲ့ point အချက်တွေကိုရေးထားမယ်ပြီးရင်ဟိုဘက်ကအဲ့ဒီ channel sign နဲ့ notes ကလေးတွေကိုဆက်ပြီးတော့ မှတ်သားမယ်ပေါ့နော်အဲ့လိုနီးလန်းလေးတွေလည်းပေါ့နော်ဒီမှာဆို record record ဒီကဒီသူ့ရဲ့ column လေးနှစ်ခုထဲမှာဒီအရေးကြီးတဲ့အချက်တွေကိုမလုပ်ထားမလို့ဆိုရင် record မှတ်တမ်းတင်ထားမယ်ဒါ right column မှာမှတ်တမ်းတင်ထားမှာ right column မှာသူကနေပြီးတော့မှတ်တမ်းတင်ထားမှာ record ဆိုတာဘယ်မှာလဲဒီအဓိက column လေးထဲမှာ detail အချက်လက်ထိပါတယ် right column လေးထဲမှာသူဒါမှတ်ထားမှာဒါအချက်သူလိုအပ်တဲ့အချက်ကလေးတွေကို တ်သားထားမယ် record လုပ်ထားမယ်ပြီးလို့ရှိရင် reduce right keyword တွေကိုအဲ့ထဲမှာတကယ်ကိုအဓိကကျတဲ့ keyword ကိုသူရေးထုတ်မယ်အဲ့ဒီက keyword ကိုရတော့ nav column ထဲမှာသူမလုပ်ထားမလို့ဆိုရင်မှတ်ထားမယ်အဲ့ဒီမှာတစ်ချိန်နောက်ဘာသွားဘယ်ဟိုသွားမလို့ဆိုရင် reset လုပ်မယ်အဲ့ဒီမှာ right column ကိုနဲ့သူချိတ်ဆက်မိတဲ့ကာဘာဖြစ်တဲ့စကလုံးတွေပေါ့နော်ဒါတွေကို reset ပြန်လုပ်မယ် reset လုပ်တဲ့အခါမှာဥပမာဒီ reset လုပ်တယ်ဆိုတာကျွန်တော်ဒီ record လုပ်ထားတဲ့ဒီ right column ထဲမှာရှိတဲ့အကြောင်းအရာတွေကို resize လုပ်လိုက်မှာကာပါလုပ်ထားမယ်အဲ့ဒီမှာ reduce ဒီကဒီကျွန်တော်တို့ဒီ keyword တွေကိုရေးထားတဲ့ဒီကျွန်တော် left column လေးကိုကြည့်ပြီးတော့မှသူကဘာလုပ်မလို့ဆိုဒါလေးတွေကိုပြောကြည့်မယ်ဟိုဘက်ကကာထားတဲ့ကိုကာပါလုပ်ထားတဲ့အထဲမှာရှိတဲ့ checklist လေးတွေကိုပြန်ပြီးတော့မှတ်မိစေမယ်ပေါ့နော်အဲ့လိုနေရလေ့ကျင့်စေမယ်ပြီးရင် reflect လုပ်မယ် review လုပ်မယ် အဲ့လိုနီးလဲနေနေဘာဖြစ်လို့ဆိုရင်ဒါ၅ချိန်လောက်ဒါနေကျင်လိုက်လို့ရှိရင်ဒီထဲမှာရှိရဲ့အကြောင်းအရာတွေကသူ့ရဲ့မှတ်ဉာဏ်ထဲမှာဆွေးမြဲသွားစေမှာဖြစ်ပါတယ်။အဲဒါဒီလိုမျိုး reflect တွေ review တွေလုပ်တဲ့အခါမှာဟိုချက်ချင်းလုပ်ဖို့လိုပါတယ်။ပထမနေ့တိလာတဲ့နေ့ကလေးကဒီသင်ခန်းစာအကြောင်းအရာတစ်ခုရရှိပြီဆိုကြတဲ့ကဒီတရင်ချက်လက်ကိုမိမိအုံနောက်ထဲမှာမှတ်ဉာဏ်ထဲမှာမှတ်မိနေစေဖို့အတွက်ဒါချက်ချင်း reflect လုပ်ရပါမယ်။ချက်ချင်း review လုပ်ရပါမယ်။ အဲ့လိုမျိုး review တွေ၅ကြိမ်လောက်တာ set set ကဆက်ကဆက်ကတောင်းရက်သားမယ်လုံဆောင်သားမယ်ဆိုရင်ဒီ massive contest note play ထဲမှာရှိတဲ့အကြောင်းအရာတွေကိုမှတ်မိသွားစေမှာဖြစ်ပါတယ်ဒီ contest note ကကြတော့လေအင်မတန်ကိုကောင်းတဲ့ဒါမှတ်သားညံကိုပို့ပြီးတော့အားကောင်းစေတဲ့နီလန်လေးပါ column လေးနှစ်ခုခွဲမယ် right column မှာဒီအကြောင်းအရာသေးသေးအချက်ကလေးတွေကိုထည့်ထားမယ် left column မှာကြတော့တကယ် point အချက်တွေကိုပဲရွေးထုတ်မယ်ပြီးရင် right column မှာရှိတဲ့ချက်တွေကိုကာဝါလုပ်ပြီးတော့ဖုံးထားပြီးတော့ပြန်ပြီးတော့ resize လုပ်မယ်ပြီးရင် reflect လုပ်မယ်ပြီးရင်ဒါ review လုပ်မယ်အဲ့လိုအချိန်ချိန်လေးကျင်းလိုက်တဲ့အခါမှာဒီထဲကအကြောင်းအရာတွေကိုလွယ်ကူလွယ်ကူစွာနဲ့ဒါမှတ်မိသွားစေမှာဖြစ်ပါတယ် အဲဒါကြတော့အဲ့မှာလဲ contest note ပြရဲ့အခါမှာလဲ तू က diagram နေနေလဲဒါဟိုအလုပ်လို့မှတ်သားလို့ရတယ် table တွေနေလဲရတယ် cycling ပုံတံလေးတွေနေလဲမှတ်သားလို့ရတယ်အာတန်ရအာတန်ရမှတ်သားပုံနီးလဲနေအမျိုးမျိုးရှိတယ်ဆိုတာလေးကို ကျွန်မအနေနဲ့ထည့်သွင်းဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့စိတ်ကူးပုံဖော်အတိတ်တညာပုံဖော်နည်းနဲ့မှတ်သားခြင်း mind map နည်း အဲ့ဒါလည်းအတော်လေးကိုပဲဟိုစာပိုက်ကြီးအများအကြီးကိုမှတ်သားနေဖို့တဲ့ပေါ့နော်ဒီကဒီမိုင်းမဲ့ပင်ဆိုတာသူ့ရဲ့ခေါင်းစဉ်ကြီးရှိမယ်အဲ့ဒီကအောက်မှာရှိရတကယ်အချက်တယ်တကယ်ကိုအရေးကြီးတဲ့အချက်ကြီးတွေကိုငါးချက်လောက်ကိုဆွဲထုတ်လိုက်ငါးချက်လောက်ဆွဲထုတ်ပြီးလို့ရှိရင်အဲ့ဒီကအချက်တွေနဲ့စီလျော်တဲ့အချက်အသေးလေးတွေပေါ့နော်အသေးစိတ်ကလေးတွေကိုဆက်ပြီးတော့ဒါဟိုဆွတ်ထုတ်မယ် အဲ့လိုနီးနဲ့မှတ်သားလိုက်တဲ့အခါမှာစာပိုက်ကြီးထဲမှာရှိတဲ့စကလုံးအများကြီးကိုမှတ်မိမှတ်နေမယ်စားပေါ့နော်ဒီလိုမျိုးမိုင်းမဲ့ပြီးနဲ့မှတ်တဲ့အခါမှာစိတ်ထဲမှာလည်းဆွေးမြဲသွားစေတယ်လို့ပဲတကယ်ကို point အချက်တွေကိုပဲသူ့ရဲ့ကောင်းထဲမှာဘာဖြစ်သွားကြလို့ဆိုရင်မှတ်မိသွားစေပါလေအဲ့လိုနီးလေမိုင်းမဲ့ပြီးနေမှတ်သားတဲ့အခါမှာလည်းဒါမှတ်ညံမှုမှတ်မှတ်မိစေမှုမှတ်မိမှုစွမ်းအားတွေပိုကောင်းစေတယ်ဆိုတာလေးကိုစဉ်းစားပြခြင်းဖြစ်ပါရဲ့ရှင် နောက်ကကြတော့ funnel approach ကကြတော့ तू ကဒါစစ်ထုတ်လိုက်တာပေါ့နော်အကြောင်းအရာမျိုးရှေ့မှာလည်းဆွေးနွေးထားပြီးသားပါအကြောင်းအရာအများကြီးတွေအမှသူ့ရဲ့တကယ်အရေးကြီးတဲ့အချက်တွေကိုစစ်ထုတ်ခြင်းနည်းပါဒီနည်းလမ်းလေးရလည်းကောင်းပါလေရှင်နောက်တစ်ခုကကြတော့ပထမစလုံးနေနဲ့မှတ်သားနည်းဒီမှာဆိုရင် Univox မှာရှိရဲ့ဂျိုကြီးကိုဂျိုဂျိုတွေကိုဂျိုမှတ်သားမယ်ပေါ့နော်ဂျိုကြီးကတော့ရှစ်လုံးပေါ့နော်ကိုအဲ့ကဟာကိုမှတ်သားမယ်ဆိုရင် तू ကအတူကကလေးနဲ့မှတ်လိုက်တာ my very educated mother jack sas as noodle အဲအဲ့လိုနီးနေပေါ်မှတ်သားရလေရှိရဒါကိုပဲတော့အမျိုးမျိုးမှတ်သားရသူ့ရဲ့အတူကောင်းမှတ်သားဒီမှာကြတော့ my very easy method just be up names ဒါလေးနဲ့မှတ်သားလိုက်တော့ m ဆိုတာ marjorie b r vinax E ဆိုတာအာစသည်ဖြင့်ပေါ့နော်အတူကောက်ကလေးနဲ့မှတ်သားလိုက်တဲ့အခါမှာ तू ကဒီအတူကောက်ကလေးကိုပဲ तू မှတ်လိုက်ရောဒီဘက်ကစလုံးတွေကို तू ဘာဖြစ်သွားမလို့ဆိုရင်မှတ်မိသွားစေတယ်။ဒါကလည်းပထမစလုံးတွေနဲ့မှတ်သားတယ်မှတ်သားနီးပါဒီမှတ်သားနီးတွေကလည်းပို့ပြီးတော့မှတ်မိစွာတွေကိုကောင်းသွားစေပါတယ်။ဒီမှာလည်းအတိုင်းပဲစလုံးလေးတွေကနည်းနည်းတော့ကွဲပြားမှုရှိရင်မိမိရဲ့ ဒါအတွေးလေးထဲမှာအတွေးနေချက်ရနေချက်တယ်လို့ပဲမိမိရဲ့အတွေးထဲမှာမှတ်မိမှုတွေကပို့ပြီးတော့ဒီလိုမျိုးအတူကောက်စလုံးနေပေါ့နော်ပထမစလုံးမှတ်သားနည်းနေနဲ့မှတ်သားတဲ့အခါမှာလည်းဒီကဒီဂျူကြီးဂျူရှင်လုံးရဲ့သူ့ရဲ့စလုံးပေါင်းနေအဓိပ္ပာယ်ကြီးကမှတ်မိသွားစေတယ်ဆိုတာလေးကိုလည်းဆွေးနွေးပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့အတူကောက်မှတ်သားနည်းပဲဒီမှာလည်းအလိုပဲဒီကျမတို့ဒီတက်တက်ရောင်စဉ်ခုနှစ်မျိုးကိုလည်းအတူကောက်တွေနဲ့မှတ်သားကြတယ် အစိမ့်ဝါလိမ္မော်နီဆိုပြီးတော့လေခယမ်းမဲပြာစိမ့်ဝါလိမ္မော်ဆိုပြီးတော့မှတ်သားကြတယ်အဲ့ဒါလေးကဒုကောက်ကလေးနောက်တခါကျွန်တော်တို့တင်ချာမှာဆိုလို့ရှိလို့ရှိရင်လေတင်ချာနဲ့ဆိုင်နဲ့ပေါ့နော်ဒါအဲမက်သက်တွေပေါ့နီလန်းတွေကိုဒီလိုမျိုးအတူကောက်ကလေးနဲ့ဘာလို့တအောင်ဆိုလို့ရှိရင်မှတ်သားကြတယ်ဒီနီလန်းလေးတွေကလည်းပဲဒီမှတ်တဲ့အခါမှာဟိုမှတ်မိလွယ်တာပေါ့နော်မှတ်မိလွယ်စေတဲ့နီလန်းလေးတွေဖြစ်ပါတယ် နောက်ပြီးတော့မှတ်ဉာဏ်ကူဆောင်ပုတ်တွေပေါ့နော်မှတ်ဉာဏ်ကူဆောင်ပုတ်တွေဖြစ်တဲ့လင်္ကာလေးတွေနဲ့လေးမှတ်သားတာအင်မတန်မှတ်သားရတယ်မှတ်ဉာဏ်ကူမှတ်ဉာဏ်ကိုလည်းထောက်ကူဖြစ်တယ်နဲ့ထင်ရှားတဲ့ပေါ့နော်အထူးသဖြင့်ထင်မြင်သာထင်ရှားတဲ့စိတ်ကူးတွေနဲ့ဖွဲ့စည်းထားတဲ့စုစည်းထားတဲ့နည်းတွေဖြစ်တယ်အဲ့ဒီမှာဆိုရင် तू ကဘာရေးထားအောင်ဆိုရင်ဒီမှာဆိုလို့ရှိရင်ကျမတို့ဒီပေါ့နော် ဒီကြောင့်ဒီ method ရေပေါ့နော်ဒါကလေးဒီသိရှိရမယ် method ကလေးရေပေါ့နော် knowledge ကိုဟိုကျုပ်ဒါ method အနည်းသိရှိရနီးဟောင်းရှိရနီးဟောင်းဆိုသူရှိရင်သိရှိနားလဲသုံးချက်ွယ်ခွဲပြပေါင်းဆက်အကဲဖြတ်နီးအသိကကြတော့အမှတ်မိနားလဲသုံးချက်ွယ်ခွဲပြအကဲဖြတ်တီထွင်ကြအဲအဲ့လိုမျိုးလေးတွေနေပေါ့နော်ကျမတို့ဒီက အဲဘယ်အဆင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 ်တိုင်းကိုဘယ်လိုလေးတွေဆောင်ရွက်ရမလဲဒီအဆင်လေးတွေကိုဒါ knowledge comprehension application analysis sensitivity evaluation ဆိုပြီးတော့ဒါအဲ့လိုကြီးတွေတောင်းကြောက်မှတ်နေမယ်စားဒီလိုမျိုးဆောင်ဖို့ကလေးနဲ့ပညာကူဆောင်ဖို့ကလေးနဲ့မှတ်လိုက်တဲ့အခါမှာမှတ်မိမှုဆွေးမြေ့သွားစီပါတယ်အဲဒါလေးတွေကလည်းနီးလန်းလေးတွေပါပဲရှင်အဲနောက်ပြီးတော့ဒါကတော့အစိပ်ပိုင်းလေးတွေခွဲပြီးတော့မှတ်သားစီတာ ဲ့ဒီမှာဆိုရင်ကျမတို့ဖုန်းနံပါတ်တွေဆိုလို့ရှိရင်ဒီမှာဆိုရင်ဖုန်းနံပါတ်ကြီးဓာကြီးကို1512555 1214တဲ့တာစိုးနေတေးကြတယ်ဘာကြီးရဲ့လို့ရဲ့မလဲမသိဘူးဘာကိုမှတ်ရမလဲမသိဘူးမှတ်မိဖို့ဆိုတာအင်မတန်ခက်ရင်သွားအဲ့ဒါကိုသူ့စုနဲ့သူမှတ်လိုက်တာ1512 5555 1212ဒါကြတော့မှတ်မိသွားစီသူ့အစုလေးတွေသူ့အစုလေးတွေစုပြီးတော့မှတ်လိုက်တဲ့အခါမှာပို့ပြီးတော့မှတ်လိုက်မှတ်မိသွားစီရဲ့ဒီမှာကွန်ပျူတာဆိုတဲ့စကားလုံးလေးကိုပဲ1512 စလုံးကိုရှေ့ကြီးမှတ်မယ်စားသူ့ရဲ့ဒါအတူလေးတွေခွဲ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 ပြီးတော့ပါအစိပ်ပိုင်းလေးတွေခွဲပြီးတော့မှတ်သားစီတာပါဒီမှာလဲအလိုပါပဲဒီစကလုံးလေးတွေကိုအစိပ်ပိုင်းတစ်တစ်လေးတွေခွဲပြီးတော့မှတ်သားစီခြင်းနီးလဲနေနေချူကင်းမက်သက်ပေါ့နော်အဲ့ကမက်သက်နဲ့ပတ်သားစီခြင်းဟာ ို့ပြီးတော့မှတ်မိစေတယ်ဆွေးမြဲစေတယ်ဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်။နောက်တစ်ခုအစိပ်ပိုင်းတိတိလေးတွေခွဲပြီးတော့မှတ်သားစေခြင်းပါပဲ။အကြောင်းအရာတွေကိုရင်းနှီးကျွမ်းဝင်တဲ့စီမံအောင်လုပ်နိုင်တဲ့အသေးစိတ်အပိုင်းလေးတွေဖြစ်ခွဲကြမှတ်သားတယ်။တစ်ခါတည်းမှာအလိုလျောက်ကိုဖြစ်ပေါ်လာတယ်တဲ့။အဲဒီကနန်းလေးကိုပေါ်တော့တောက်လျှောက်ကြီးမှတ်မဲ့စားအဆူလေးတွေတွဲပြီးတော့မှတ်မိစေတာဒါမျိုးတွေရတယ်ရှေ့မှာဆွေးနွေးခဲ့ပါတယ်ဒီလိုနီးလန်းလေးတွေ ਨੇ ပေါ့နော်မှတ်မှတ်မိစွာတွေကောင်းအောင်ဆောင်ရွက်ပေးလို့ရပါတယ် နောက်ပြီးတော့ကျမတို့ Lucy method Lucy method ဆိုတာကကြတော့ तू ကဆက်ဆက်ပြီးတော့မှတ်လိုက်တာပေါ့နော်အရာဝတ္ထုတွေကိုသူတို့တီနေရနဲ့တွဲပြီးမှတ်သားခြင်းဟာ Lucy method ပါအဲ့မှာဥမာဖျောင်းနိုင်ဆိုရင်ဒါဖျားမိပူဇော်ရတာဟုတ်ဒါကြောင့်ဖျောင်းနိုင်ဟာ ဖရာစင်ပေါ်မှာရှိတယ်ပေါ့နော် free float ဆိုတာအင်းရှိဖနက်ချွတ်တဲ့နေရာအဲဒါဖနက်ဆိုဒီဖနက်မျိုးစားလေးတခုဆိုတော့ဒါအင်းရှိဖနက်ချွတ်တဲ့နေရာမှာရှိတယ် paper tower ကကြတော့မြို့ကြောင်ထဲမှာရှိတယ်ပေါ့နော်ပြားရည်ရည်ခဲတက်တာထဲမှာခဲရောင်ပန်းဟိုလေးကတော့ဧကန်းထဲမှာစသည်ဖြင့်ပေါ့နော်သူကဒါသူ့ရဲ့တီနေရာနဲ့တွဲပြီးတော့မှတ်သားလိုက်တာလူစီမက်သက်မှတ်သားခြင်းဤဖြစ်ပါတယ်နောက်ပြီးတော့ပုံပြောခြင်းဤနေပေါ့နော်ရုပ်ပုံလေးတွေနဲ့ပုံလေးတွေနဲ့ဟိုဆက်ဆက်ပြီးတော့မှတ်သားစေတာ ဒါရုပ်ပုံပုံပြောခြင်းနည်းတွေနဲ့ပေါ့နော် link method တွေနဲ့လည်းမှတ်သားလို့ရတယ်ဟိုပုံပြောတဲ့သူအကိုပဲဒီလိုမျိုးပုံလေးတွေအယုတ်ကလေးတွေနဲ့ပေါ့နော်ဒါပုံပြောစီခြင်းဖြစ်မော်နော်သူတို့ကိုဒါမှတ်ညံနေမှာဒီအကြောင်းအရာလေးကိုဆွေးမြဲသွားစီအောင်မှတ်မိသွားစီအောင်ဆောင်ရွက်ပြီးလို့ရပါတယ်ဆိုတာလေးကိုဆွေးနွေးပြင်းဖြစ်ပါတယ်ဒီပုံပြောခြင်းနည်းနေနဲ့ဆက်ဆက်မှတ်သားခြင်း link method ဟာလေအင်မတန်ကိုပဲဒါအတုံးလဲကြအတုံးလဲဝင်နေ အဲဒါပို့ဒီကလေးတွေကလည်းပို့စိတ်ဝင်စားတယ်ပို့ပြီးတော့လည်းပတ်မိစေပါတယ်ရှင်အဲဒီမှာဆိုလို့ရှိရင် तू อ่ะ pet method ကကြတော့ तू อ่ะခနန်းနေနေပေါ့နော်စကလုံးနေနေဟိုစီလီယောအောင်တွဲသွားတာ one is a gun two is a shoe three is a tree စသည်ဖြင့်ပေါ့နော်ဟို तू อ่ะဒီကဟို number ကလေးနဲ့ ဒီစကလုံးလေးတွေပေါ့နော်စကလုံးရဲ့အဓိပ္ပာယ်လေးတွေကိုတွဲပြီးတော့သူကမှတ်သားစေတာပါဒါကို pet method လို့ခေါ်ပါတယ်ဒီနည်းလေးကလည်းကျမတို့လည်းငငယ်ကဖတ်ခဲ့ဟိုမှတ်သားခဲ့ရဟိုတယ်လေကကလေးငယ်ချစ်စပွဲလို့ဆိုဒီကခခေကုတ်မလေးပြုံးလို့စသည်ဖြင့်ပေါ့နော်ဟိုဒီလိုမျိုးနီးလန်းလေးတွေကလည်းဒါ pet method လို့ခေါ်ပါတယ်မှတ်မိမှုကိုပို့ပြီးတော့ရရှိစေပါတယ်ရှင် ဒီမှာဆိုရင်ကနန်းတွေကိုမှတ်သားတာပေါ့နော်ဒါခရစ်စမတ်ဆိုရင်25အဓိကဒီဇင်ဘာ25ဟာခရစ်စမတ်နေ့ပေါ့နော်အဲအဲ့လိုပဲဟိုဒီ James Bond ဆိုလို့ရှိရင်ဒါသူကဒီခုနှစ်ရက်ပေါ့ခွန်ပေါ့နော်ခွန်ရက်ကနန်းကိုကိုစားပြုတယ်ပေါ့ February 14ရက်ဆိုလို့ရှိရင်ဒါ Valentine's Day ပေါ့ဒါမျိုးတွေကလည်းသူ့ရဲ့နေ့တူနေ့မြတ်တွေကိုဒါကနန်းနေနဲ့တွဲပြီးတော့မှတ်သားစေခြင်းဖြစ်ပါတယ်နောက်တစ်ခုက Lin method ကကြတော့ တင်းမတက်ကကြတော့ဘယ်လိုမျိုးလုံးဆိုလို့ရှိရင် तू ကဒါလေးကိုပေါ့နော် story လေးတစ်ခု story လေးတစ်ခုဖြစ်အောင်ပြုပြင်လိုက်တာဥမာမွေးနေ့ဝယ်လေးကျင်းပမယ်လို့ဆိုပါစို့ဘောလုံးလေးတွေဘူပါဘူးစီပေါင်းလေးတွေရှိမယ်ဘောလုံးလေးတွေပေါ့နော်အဲ့ဒီဘောလုံးလေးတွေကိုဖြီးဖို့ကျိုးလေးတွေလိုမယ်အဲ့ကျိုးလေးတွေကိုဖြတ်ဖို့အတွက်ကက်ကြီးလေးလိုမယ်အဲ့ကဘူပေါင်းလေးထဲမှာရေလေးတွေထည့်ထားမယ်စသဖြင့်ပေါ့နော်မိမိရဲ့စိတ်ကူးညံကွန်ပျူတာလိုပဲအဓိကအလေးကို ဟို story လေးဖြစ်အောင်ဘာလို့တောင် link လုပ်လိုက်ပြီးတော့ဒီကစကလုံးလေးတွေကိုမှတ်မိအောင်ဆောင်ရွက်ပေးစီခြင်းဖြစ်ပါတယ်။အဲအဲ့လိုနည်းနေနဲ့ link method တွေနဲ့လည်းမှတ်မိစွာပြီးကောင်းအောင်ဆောင်ရွက်လို့ရပါတယ်ရှင်။အဲ့တော့ကျွန်မဆွေးနွေးပေးသွားတဲ့ဒီနည်းလမ်းတွေဆိုရင်တော်တော်လေးဒါအတင်းတင်းလောက်တော့ PC ရရှိသွားလိမ့်မယ်လို့ကျွန်မအနေနဲ့မျှော်လင့်ပါတယ်။အဲ့တော့မိမိတို့ရဲ့အာတန်ရအာတန်ရမိမိရဲ့စိတ်ဝင်စားမှုဒါစိတ်ကူးညံကွန်ပျူနိုင်မှုတွေပေါ်မှာအခြေခံပြီးရောပေါ့နော်စီလျော်တဲ့ဒီမှတ်သားပုံနီလန်းလေးတွေကိုသုံးပြီးတော့မှတ်သားစီမယ်ဆိုရင်ပို့ပြီးတော့ဆွေးမြဲတဲ့မှတ်ညာအားတွေကိုရရှိလာစေမှာပါလို့ကျွန်မအနေနဲ့ပြောကြားရင်းနဲ့ကျွန်မရဲ့ဆွေးနွေးချက်ကလေးကိုညီကုံချိုးခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်